မိသားစုကိုဆောင်ရှောက်လိုက်ရတဲ့အပေါ်ဖြစ်မဆန်နိုင်ပဲအုတ်ကူလေးဘေးမှာအိမ်ဆောင်နေမယ်ဆိုတဲ့ဒုက္ခဒိုင်းမွန်ရဲ့သမီးငယ်ပရိသတ်များလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလျင်ကြောင့်သခိုင်းမန္တလေးမြို့တွေမှာအတော်လေးအပြည့်စီများခဲ့တာပါအဲ့လိုအပြည့်စီတွေထဲမှာမန္တလေးမြို့မှာရှိတဲ့ Sky Villa Condo ပြိုကျမှုမှာတော့အသေးပြောက်များခဲ့တာပဲဖြစ်ပါတယ်နမကြီးဒုက္ခဒိုင်းမွန်ဆိုင်ဆိုင်မိသားစုလည်း Sky Villa ပြည့်စီမှုမှာပါဝင်သွားခဲ့ရတာပါ ဒုက္ခဒိုင်မွန်ပိုင်ရှင်ဖြစ်တဲ့ဒေါ်မိုးသေးရာရွှေအပါဝင်သမီးကြီးရဲ့သူ့ရဲ့ခင်မွန်ရဲ့ဒုက္ခဒိုင်မွန်ရဲ့မိမလေးနဲ့အတူဝန်တန်း9ယောက်ကအသက်ဆုံးရှုံးသွားရတာပဲဖြစ်ပါတယ်။မျော်လင့်မထားတဲ့အဖြစ်ဆိုးကြီးကြောင့်ကျန်ရစ်သူမိသားစုဝင်တွေအနေနဲ့လည်းဖြေမဆဲနိုင်အောင်ပါပဲ။ဒါကြောင့်ဒုက္ခဒိုင်မွန်ရဲ့သမီးငယ်အစိုးရရဲနောင်ရဲ့ဇနီးနှင်းစီလင်းဝင်းဟာဆိုရင်အစပိုင်းမှာတုန်းကတော့အချင်းချင်းဇိုးကိုလက်မခံနိုင်ပဲအပြစ်စကားတွေတောက်လျှောက်ပြောမိတာကြောင့်လူအများရဲ့ဝေဖန်ခြင်းကိုတောင်ခံလိုက်ရပါသေးတယ်။ ဒါပေမဲ့တော်တော်များများကတော့မိသားစုဝင်တွေတပြိုင်တည်းဆုံးရှုံးလိုက်ရတဲ့ခံစားချက်ဟာအခက်မသိရင်ဆက်ရောဂါရောက်သွားနိုင်တဲ့ဆိုပြီးနှင်းစီလင်းဝင်ရဲ့အပူမြေကိုနားလည်ပေးခဲ့ကြတဲ့လုံခင်မွန်းဖြစ်သူရဲနာကိုယ်တိုင်ကလည်းဇနီးတဲ့နဲ့ပတ်သက်ပြီးနားလည်ပေးကြဖို့တောင်းပန်လာတာကြောင့် အလုံးကနေ့စီဝင်းလင်းကိုဂယုနာတမိနေကြတာပဲဖြစ်ပါတယ်။နေ့စီလင်းဝင်းကတော့ဆုံးရှုံးလိုက်ရတဲ့မိသားစုဝင်တွေကိုနေ့စဉ်နဲ့အမျှလွန်ဆွတ်တန်းထားနေမိတာကြောင့် Facebook မှာ post တွေတင်ပြီးတနေ့တနေ့စိတ်ထွက်ပေါက်ရှာနေကြတာပေါ့။ဒီမအနေနဲ့မိသားစုကိုဆုံးရှုံးလိုက်ရတယ်လို့ပိုင်ဆိုင်သမျှအဖိုးတန်ပစ္စည်းတွေကိုလည်းပြန်မရကြောင်းကြားသိရလို့ရေသက်တွေကတော့အတနာစိတ်ပုံနေကြတာပေါ့။ လက်ရှိချိန်မှာတော့နှင်းစီလင်းဝင်းရဲ့စိတ်အခြေအနေဟာအရင်လောက်မဆိုးတော့ပေမဲ့သတိရစိတ်ကပြောင်းမသွားခဲ့တာကြောင့်မိသားစုဝင်တွေရဲ့အုတ်ခုဘေးမှာတိုက်ဆောက်ပြီးနေထိုင်မယ်လို့ဆုံးဖြတ်ချက်ချလာခဲ့တာပဲဖြစ်ပါတယ် ဒုက္ခတိုင်းမောပိုင်ရှင်ဒေါ်မိုးတီရာရွှေဟာမိထီလာနယ်သူတယောက်ဖြစ်ပြီးမိထီလာမြို့မှာလည်းတမတော်ပိုင်ဆိုင်ထားတဲ့ချမ်းမြေတွေရှိပါတယ်။ဒါကြောင့်တမတော်မိသားစုဝင်တွေရဲ့အယိုးပြအိုးကိုမိထီလာမြို့ကချမ်းအတွင်းမှာပဲမြောက်နှံပြီးဂူသွင်းထားတယ်လို့သိရပါတယ်။ဒါကြောင့်နှင်းစီလင်ဝင်ကတော့မိသားစုအုပ်ကိုရှိတဲ့ချမ်းထဲမှာပဲတိုက်ဆောက်ပြီးနေထိုင်ဖို့ဆုံးဖြတ်လာခဲ့တာပါ။နောက်ပြီးတမကွယ်လွန်တောင်းရင်လည်းမိသားစုရဲ့အုတ်ကူလေးဘေးမှာတောင်းမြောက်နှံပေးဖို့တောင်းဆိုထားပြီးဖြစ်ပါတယ်။ နေစီလင်းဝင်းရဲ့ဆုံးဖြတ်ချက်စိတ်ကူးတွေဟာတာမန်လူတယောက်အနေနဲ့ကြည့်ရင်တော့မစွဲလန်းသင့်မလုံသင့်တာတွေဆိုပေမဲ့သူမလိုမိသားစုဝင်တွေကိုတပြိုင်တည်းဆုံးရှုံးမှုတွေခံစားချက်ရှိသူတွေဆိုရင်တော့သူမရဲ့ခံစားချက်ကသူမအတွက်စိတ်ဖြစ်ရာဖြစ်နေမှာပါ။နောက်ပြီးမိသားစုဝင်တွေရဲ့အုပ်ကကတုတ်တံမှာမဟုတ်ဘဲသူမတို့ပိုင်တဲ့ခြံဝန်းထမ်းမှာဖြစ်နေတာကြောင့်အိမ်ဆောက်ပြီးနေမယ်ဆိုရင်လည်းအဆင်ပြေပါသေးတယ်ဆိုပြီးထောက်ခံနေကြတာပါ။ တချို့ကလည်းဘလောက်ပဲမိသားစုဝင်တွေဖြစ်ပါစေဘဝချသွားပြီဖြစ်တာကြောင့်တနိုင်သမျှတန်ရုံးစီအပူတွေကိုရှော့ချပြီးဖြစ်ပြက်သဘောကိုသာမြင်အောင်ကြည့်တတ်ဖို့အကြံပြုလာကြတာပေါ့လူတိုင်းကတနေ့ဒီလန်းကိုသွားကြရမှာပေါ့လူဖြစ်ဖြစ်ပစ္စည်းဥစ္စာဖြစ်ဖြစ်ကိုကအရင်ထားခဲ့မလောင်သူတို့ကအရင်ကိုကိုထားသွားမလောင်ဒီနှမျိုးတည်းသာရှိတာဖြစ်လို့တနိုင်ဆုံးစိတ်ကိုရှော့ချပြစ်ဖို့တိုက်တွန်းနေကြတာပဲဖြစ်ပါတယ်နောက်ပြီးဒုက္ခတိုင်းမမိသားစုဝင်တွေဟာအလို့တန်းနေပြုတ်ပြီးစိတ်ထားကောင်းသူတွေဖြစ်တာကြောင့်ကောင်းရပုံပွားကိုရောက်ကြမှာပါ ရတထုံးအနေနဲ့ရောမိသားစုကိုလွမ်းစိတ်မပြေနိုင်တာကြောင့်အုတ်ကူလေးဘေးမှာအိမ်ဆောင်နေမယ်ဆိုတဲ့နှင်းစီလင်းဝင်းအပေါင်းအမြင်လေးတွေကိုပြပြခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ